င်္ဂလာပါခင်ဗျာကျွန်တော်ခုပြပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ browser function မှာကျွန်တော် Google Chrome ပေါ်ပြီးတခြား outside ပုံနေရပါဘူးကျွန်တော်တို့ browser ဆောက်နေရင် Google Chrome ပေါ်နေကျွန်တော် Chrome ပေါ်နေတခြား sorry ပေါ်နေတာဘလို့ပြန်ပြောင်းရမလဲပေါ့နော်တနည်းအားဖြင့် search engine ဘလို့ပြန်ပြောင်းရမလဲဆိုတော့ကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က search engine ဘလို့ပြောင်းရမလဲဆိုတော့ ျွန်တော် set engine ဆိုတာဘာလဲပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ပြောပြပေးပါမယ်ကျွန်တော် set engine ဆိုတာမြန်မာလိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ရှာဖွေရေးဆိုင်ရာ engine လို့ဆိုနေပါတယ် internet အသုံးပြုတဲ့အခါမှာကျွန်တော်တို့ရှာဖွေလို့တဲ့အကြောင်းအရာစကားလုံးတွေကို set engine မှာထည့်ထည့်လိုက်မယ်ဆိုရင်သူနဲ့ကန့်ညီတဲ့အချက်လက်တွေကိုပေါ်ထုတ်ပြသပြရဖြစ်ပါတယ်ပိုပြီးနားလည်အောင်ဥပမာပေးရမယ်ဆိုရင်တော့ကျွန်တော်တို့လမ်းညွှန်စာအုပ်တုံးနဲ့တွေ့ပါတယ် ကျွန်တော်တို့လမ်းရွယ်စာအုပ်မှာမိမိအနေနဲ့ပါပဲလို့လို့စာအုပ်လေးလမ်းပြီးတော့သိချင်တာရှာဖွေနိုင်တဲ့သဘောပါပဲဆက်ရင်ချင်တာအချောင်းရတစ်ခုကိုကိုမိမိရှာဖွေချင်တယ်ဆိုရင်သူနဲ့ပတ်သက်တဲ့စကားလုံးတွေလိုက်ထည့်ပေးတဲ့တဲ့လို့လျှောက်ရှာဖွေပြီးတဲ့စနစ်တစ်ခုဖြစ်ပါတယ်အဲယနေ့ခင်မှာဆိုရင်တော့ကျွန်တော်ဆက်ရင်ချင်ကိုကျွန်တော်စာရေးဆရာမလို့ပဲနဲ့ကျွန်တော်ဒီအတန်နဲ့ ိုရှာခြင်းတဲ့ဟာကိုပြောလိုက်ပြီးဆိုရတဲ့ကိုရှာဝေးပေးနိုင်နေပါပြီအဲ့တော့ဒါကတော့ကျွန်တော်ကဆိုင်ရင်ဘုဒ္ဓတာအနေနဲ့ပြပြပေးရပါကျွန်တော်မြန်မာနိုင်ငံမှာတော့ဆက်အင်ဂျင်ကဘလို့ဆက်အင်ဂျင်တွေကိုအသုံးများလဲဆိုတော့ Google ရှိမှာပါเนาะ Google ရဲ့ပြီးတော့ Microsoft လည်းရှိမယ်ပြီးရင် Bing ရှိမယ်ပြီးရင် Yahoo ရှိရောเนาะမြန်မာနိုင်ငံမှာဆိုရင်တော့အဲကျွန်တော်တို့ဒီ browser အသုံးပြုသူတွေမှာ96ရာခိုင်နှုန်းက Google Chrome ကိုပဲအသုံးပြုကြတာပါအဲတော့ဒီမှာနိုင်ငံလူ96ရာခိုင်နှုန်းက Google Chrome ကိုအသုံးပြုတယ်အဲတော့ကျွန်တော်တို့က browser ဖွင့်လိုက်ပြီးဆိုရင် Google Chrome ကတခါတည်းမှာပုံမလာပဲနဲ့တခြား search engine ပေါ့နော်ဒီမှာ Yahoo ဖြစ်နေတယ်ဒါပေမဲ့ Google ရန်ကတော့မပြောင်းလိုက်ဘူးတခါတည်းကျတော့ auto ပြောင်းသွားမျိုးရှိတယ် အဲ့ဒါမျိုးဆိုရင်ကိုတုံးနေကြ Google Chrome ကိုဘယ်လိုပြန်ပြောင်းရမလဲဆိုတာလေးကိုဒီဗီဒီယိုမှာပြပြပေးသွားမှာပါဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကိုပြပေးပါမယ်ခင်ဗျာအကျွန်တော်ပရမဆုံးနေနဲ့ကျွန်တော်ပရိုဆာဖွင့်လိုက်ပါအဲ့တော့ကျွန်တော်ကပရိုဆာဖွင့်လိုက်ပြီပေါ့နော်တင်ပါဦးနော် Google Chrome ပေါ့နော် Google Chrome ကနေပရိုဆာဖွင့်လိုက်ပြီ ဲ့ Google Chrome ကြောင်းလာပါလို့ဆိုတော့ဒီမှာ bin set in ချင်ပါတော့ကြောက်လာအဲ့တော့ကျွန်တော်က Google Chrome version နဲ့ Google Chrome ကိုဘယ်လိုပြောင်းအောင်လဲပေါ့နော်အဲ့တော့ဘယ်လိုပြောင်းအောင်လဲဆိုတော့ကျွန်တော်ပြပြပြရအောင်အဲ့တော့ဘယ်လိုပြောင်းအောင်လဲဆိုတော့ဒီမှာ server ရှိတယ် server လေးမှာ right click နဲ့လိုက်ပြီးရင်ဒီမှာ manage set in ချင်ပါတော့အဲ့ကျွန်တော်ဒီဥစ္စာလေးကို click တစ်ချက်နဲ့လိုက်ပါ ဲ့ပြီးရင်ကျွန်တော်ဒီမှာ set engine ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်ပြီးရင်ဒီမှာကျွန်တော် set engine အများကြီးရှိပါတော့အဲ့ဥစားတွေကနေခုက bin ကို bin ဖြစ် bin က default နေဖြစ်နေအဲ့တော့ကျွန်တော်တို့က Google Chrome ကိုလွှတ်ချင်တယ်အဲ့တော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီမလို့တဲ့ set engine တွေကိုလည်းကျွန်တော်တို့ remove လုပ်လိုက်မယ်နော် delete လုပ်လိုက်မယ် remove လည်းရတယ် delete လည်းရကျွန်တော် delete လုပ်လိုက် အဲကျွန်တော်နေရတဲ့ delete ပါနော်အဲပြီးရင် channel ဟာလေးဆိုတော့ delete အကုန်လုံးပါနော်အဲသူကဒါကဒီမှာ delete ပါနော် yahoo yahoo ဆိုလဲ delete ဟဲ့ microstrop ပြင်ပါနော်ပြင်ရလဲသူဘာလို့လုပ်မရလဲဆိုတော့သူကဒီမှာ default လောက်ထားရအောင်လို့ပါနော်သူက active ပဲလုပ်ရမယ် default လောက်ထားရအောင်ဆို တလူမြောက်အဲ့တော့ကိုကသူ့ကို delete လုပ်ရှင်နေဆိုရင် Microsoft ကိုကျွန်တော်က default အရင်ပြန်တော့အဲ့တော့ဒီ30ကိုနေပြီး made default နော် made default လေးကိုနေအဲ့ဆိုရင် Chrome က Google က default ဖြစ်သွားပြီအဲ့ဘင်းကကျွန်တော်က delete နေရတာပဲပေါ့နော်အဲ့ Google က default ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဒီမှာ delete လုပ်လို့မရဘူးအတိပဲလေးရော ဲ့တော့ကိုဘဲကိုတဖို့ပြောင်းပြီးတာဖြစ်တဲ့အတွက်ဘင်းကိုတလိတော့တယ်အာယရှိဝမေတ္တာလာဘောတရားရဲအဲကျွန်တော်တို့ဒီမှာဆက်ရင်ကျွန်တော် Google တခုပဲရှိရဲအဲ Google ကိုလည်းကျွန်တော်တပေါ်အနေနဲ့ဖြောင်းထားတယ်အဲတော့စောစောလေးတုန်းက Chrome ကိုဖွင့်လိုက်တဲ့အချိန်မှာအဲကျွန်တော် Google Chrome မပေါ်ဘဲနဲ့တခြားဆက်ရင်ပေါ်နေရပါတော့အဲတော့ကျွန်တော်ဒီမှာအမှားနဲ့ ပြန်ပြီးတော့ thread ပြန်လုပ်ရမယ်နော်အဲ့ဝင်ကြည့်လိုက်อ๋อเดี๋ยวเลย Chrome ปอดเลยป่ะเนาะเออเราจะไปป่ะเนาะเออแต่คราวนี้ชะเราบลูสิเลยสรเอาสั่นยินจริงก็โกก็ไม่ปิ้งเลยเป็นสนิทกันนี่ออโต้ปิ้งมีตัวละแต่แม้ตุลุโลโกก็ปิ้งมีตัวละမျိုးရှိပါတယ် အဲ့မို့ဆိုရင်ကျွန်တော်တို့ရဲ့ setting တွေဒီအထိဝင်ရှာရင်တော့ဘယ်လိုပြင်ပြောင်းရမလဲဆိုတော့မသိတဲ့အနေအထားလေးရှိတယ်။ကျွန်တော်လည်းအဲ့လိုကိုယ်တိုင်ဖြစ်ဖို့လို့ကျွန်တော်လည်းယူအားလဲဖို့ရပါတော့။အားကြောင့်မလို့ဒီပုံစံလေးကိုပြောပြပေးသွားပါ။အဲအလုံးမဲနားလည်မယ်လို့ပြောလိုက်ပါရစေ။အဲ့တော့ဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။